စိတ်ကြဝေနာဆိုတာပါလေလူတိုင်းကတော့တစ်ခါမဟုတ်တစ်ခါစိတ်တက်ကြတတ်ကြပါတယ်ဒါပေမဲ့စိတ်ကြဝေနာဆိုတာမလုတ်ချင်မကင်ချင်ဖြစ်တဲ့အထိအင်အားဆုပ်ယုပ်စေတဲ့ယောဂတစ်ခုဖြစ်ပြီးလူအုပ်ရဲ့အသက်ရှင်နေထိုင်ပုံကိုပါထိခိုက်စေပါတယ် ဘေယာကတာမန်စိတ်တက်ကြတာနဲ့ဘေယာကစိတ်ကြဝေနာဆိုတာနဲ့ပတ်သက်ပြီးပညာရှင်တွေအမြင်မတူကြပါဘူး။ဒါပေမဲ့လူတချို့ဟာအချိန်တော်ကြာအပြတ်သဘော အတွေးကိုပဲတွေးနေတတ်ပြီးငါဟာအတုံးမကြဘူး။ငါဟာအပြစ်ရမ်းကြီးရဲဆိုတဲ့ခံစားချက်ဝင်နေတတ်ပါတယ်။အဲ့လိုအခြေအနေတွေကို အမြဲချုပ်ထိန်လို့မရပါဘူး။တခါမဟုတ်တခါ အဆိုးနဲ့ကြုံနိုင်ပါတယ်။ဒါပေမဲ့အပြက်သဘောမျိုးခံစားချက်တွေကြီးစဉ်းစားနေရတာမျိုးမဖြစ်အောင်လက်တွေ့လုံဆောင်နိုင်တဲ့နည်းတွေရှိပါတယ်။အဲ့ဒါတွေကတော့လက်ကျင်ကန်းလုပ်တာစိတ်တကြွအောင်နေတာရီမန်းချက်ပန်းနိုင်ထားပြီးတကယ်ဖြစ်မြအောင်အာယုံဆိုင်ကြိုးပမ်းတာစိတ်ပီစီမှုကင်းစေမဲ့အဆုဖွဲ့လိုက်လှူရှားမှုတွေလုပ်တာမိစေအပေါင်းအသင်းတွေနဲ့ရင်းကြီးနီနီဆက်ဆံပေါင်းတင်တာမိသားစုကိုအချိန်ပေးပြီးသူတို့နဲ့ပျော်ရွှင်စရာအချိန်တွေကိုဖန်တီးပါ အာဟာရပြည့်အောင်စားပါ အိပ်ဆက်ချိန်မှန်အောင်သတိထားပြီးအိပ်ပါအဲ့ဒီနီးလန်းတွေကစိတ်ကြဝေနာခံစားရတွေကိုနောက်တစ်ချိန်စိတ်တက်ကြဆင်းမှုမျိုးထပ်မဖြစ်အောင်ကာကွယ်ပေးပါဖြစ်ပါတယ်